မျက်နာတောမန်ဂျက်ဖာဆန်တမရအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ကာလတုန်းကပေါ့ဂျက်ဖာဆန်နဲ့အတူခရီးသွားတဲ့လူတစုဟာမြစ်တစင်းကိုဖြတ်ကူးကြတယ်မြစ်ရေကလည်းကန်းနဖူးပေါ်အထိ ရှမ်းနေတယ်ရေစင်းကလည်းတန်တယ်လူတိုင်းဟာမြင်းကိုစီစီးပြီးမြင်းကြောကုန်းပေါ်ကမြစ်ကိုတတ်ဆွန်ဆန်ပြကူးကြတာမြစ်ကမ်းဘေးမှာခရီးသွားတယောက်ဟာ မြစ်ကိုကူးဖို့စောင့်နေတယ်။မြစ်ပြင်ကို ဖြတ်ကူးရမှာစိတ်မချစရာပေါ့။အဲ့ဒီလူကမြစ်ပြင်ကိုဖြတ်ကူးဖို့ပြင်ဆင်နေတဲ့လူအုပ်ထဲကဂျက်ဖာဆန်အနည်းကိုချင်းကပ်ပြီးသူနဲ့အတူမြစ်ကို ဖြတ်ကူးကြဖို့ကမ်းလှမ်းတဲ့ဂျက်ဖာဆန်ကလည်းတုံဆိုင်နှောက်နှေးမှုမရှိဘဲလက်ခံလိုက်တယ်။မြင်းကြောကုန်းပေါ်တက်လိုက်ကြပြီးသူတို့နှစ်ယောက်မြစ်တစ်ဖက်ကမ်းကို ဘေးကင်းအောင်မြင်စွာ ဖြတ်ကူးလိုက်ကြတယ်။မြစ်တစ်ဖက်ကန်းကိုရောက်ကြတဲ့အခါလူတစ်ယောက်ကသူတို့ဘာကြောင့်တမရကြီးကိုမှရွေးပြီးမြစ်ကိုအတူတူဖြတ်ကူးကြဖို့အဖို့ဆက်ရတာလဲမေးတယ်။အမေးခံရတဲ့လူတုံ့လောက်သွားတယ်။သူနဲ့အတူမြစ်တစ်ဖက်ကန်းကိုဖြတ်ကူးတဲ့လူ သူ့ကိုဘေးရန်ကင်းအောင်ခေါ်ဆောင်သွားတဲ့လူဟာတမရကြီးဖြစ်တယ်ဆိုတာသူလုံးဝမသိဘူး။အဲ့ဒီလူက ဘလို့ပြန်ဖြေတယ်လဲဆိုတော့မှန်တဲ့အတိုင်းပြောရရင်မြစ်ကိုဖျက်ကူးကြမဲ့အုပ်စုတွေကလူအချို့ရဲ့မျက်နှာမှာဖြစ်မှ ဖြစ်ပါမလားလို့မသေးကြတဲ့အတွင်ပေါ်နေတယ်။အချို့မျက်နှာမှာတော့ဖြစ်ကိုဖြစ်ရမယ်ဆိုပြီးခိုင်မာသေးကြတဲ့ဆုံးဖြတ်ချက်တွေပေါ်နေတယ်။ကျွန်တော်သူ့ကိုကြည့်တော့သူ့မျက်နှာမှာပေါ်နေတာက ဖြစ်ကိုဖြစ်တယ်ဆိုတဲ့မျက်နှာပဲလို့ဖြေတာတဲ့။